ရွှေဆိုင်ဒီအာလုံစစ်ကော်မရှင်လက်အောက်ခံတယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ပေါင်ချာနဲ့သာအယောင်ဝယ်ပြုလို့ရရမယ်လို့အဲ့ဒီဝန်ကြီးဌာနကရွှေဆိုင်တွေစီအကြောင်းကြားထားချက်အရသိရပါတယ်။ဒါကြောင့်ရွှေအယောင်ဝယ်ကိုထိခိုက်စေပြီးရောင်းသူဝယ်သူကြားမှာအခက်တွေ့စေတယ်လို့မိသိရဖို့လည်းခက်ခဲလာတော့မှာဖြစ်တယ်လို့ရွှေကုံတွေတွေကပြောပါတယ်။ MBA ကမင်းမြန်ခွင့်ရတဲ့ရွှေလုံငန်းရှင်တဦးကတော့ဒါဟာဈေးကွက်ကိုကောင်းတာဖြစ်လာစေဖို့မရှိတဲ့အကြောင်းအခုလိုပြောပြပါဗျ။သူတို့လည်း 那总有，我都不干嘞，那么看见那不香烟好，到像都没这种信心，是 <noise> 吧？我昨天没在那光荣坐的久嘛，我昨天在家里没方便买点工具配件了嘛，都是下午不点样嘛。讲我昨天来没标现，我昨天我昨的去本来回来，但今呢我那个我也是把那烟锅啦、把那吃的什么东西都是撸进了嘛。那电话滴滴在那，像那都都是没标的，过过两天让快递员来嘛。他那都是了，又没得了白白净不的。我昨有看见外就是说风那么大。 ပုံနဲ့ဘလောက်ကိုကျွန်တော်တောင်းဝင်ကြည့်တာမေယလိတာကြီးရဲ့ပုံပုံရဲ့နံပါတ်ကြီးကျတော့လေပဲပြီးတော့မယ်အဲ့ဒါအဲ့ဒါအဲ့ဒါရာမရောင်းမိမယ်ဆိုပဲဝယ်တော့မယ်လို့ပြရတယ်။ဘာဖြစ်မလဲဆိုတော့မိတ်တရရဖို့ရန်ခတ်တော့ပါကျွန်တော်တို့အနေနဲ့။ဝယ်သူတတိယရောက်လာတယ်ရောင်းဝယ်လို့တော့မယ်ဆိုဟိုခတ်သွားတာပေါ့နော်။သူကဘယ်လိုပုံစံဖွင့်မိမှလဲပေပေါက်ချသုံးမှလဲငါချက်တွေပြရမှာလားအနေနဲ့ကအကွာကဘယ်လောက်ဆောင်ရမှာလဲဒါကြီးအများကြီးမြင်ရခါကျတော့မိတ်တရတော့လည်းဆိုရခတ်သွားတော့ပါ။ အရင်ကရွှေဆိုင်တွေဟာသူတို့ဆိုင်တွေရဲ့အမှတ်တရစိပါဘောက်ချာတွေနဲ့သာရွှေရောင်းဝယ်ပြုလုပ်ကြတာဖြစ်ပြီးဘောက်ချာပေါ်မူတည်ပြီးပြန်လည်ဝယ်ယူပေးတာမျိုးတွေလုပ်ပေးလို့ရှိပါတယ်။အခုလိုသတ်မှတ်လိုက်တာဟာစစ်ကောင်မရှင်ကသူတို့သတ်မှတ်ထားတဲ့ရည်ညွှန်းစေးနဲ့မြေပြင်မှာရောင်းချခြင်းရှိမရှိနဲ့စီကံထိန်းသိမ်းလိုက်တာဖြစ်တယ်လို့လည်းဈေးကွက်ထဲမှာမှတ်ချက်ပြီးပြောဆိုနေကြပါတယ်။ အခုသတ်မှတ်လိုက်တဲ့ဘောက်ချကိုတော့ဝယ်သူနဲ့ရောင်းသူသာမကပြည်တွင်းအခွန်များဦးစီးဌာနနဲ့တပ်ထူရင်ဝင်ကြီးဌာနတို့ထံတရွက်စီပေးပို့ရမှာဖြစ်ပြီးဝယ်သူတွေအနေနဲ့လည်းစိုင်ဘက်ကမှမှန်မကန်လို့ရင်ဒီဘောက်ချကိုသက်ဆိုင်ရာမြို့နယ်ရဲ့ထွေအုပ်ကိုတင်ပြပြီးတိုင်တန်းလို့ရတယ်လို့သိရပါတယ်ဒီချင်းတွေနဲ့ပတ်သက်ပြီးစစ်ကောင်မရှင်ဩစာခံရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်း YGE ရဲ့ဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုပြောပါတယ်။ဒီအဲ့ဒါတော့အကုန်လိုက်တာဆောင်ရမှာပဲတမီး။ဒါတပုတ်စာနဲ့သွားမှာပဲ အားလုံးဟိုလေးဟိုစီကံတကြဖြစ်အောင်လုပ်တဲ့သဘောပါလေ။သူက၄ရက်သွားမယ်လေ။ဟိုရောင်းတဲ့သူက၁ရက်ဝယ်တဲ့သူက၁ရက်အခုဟို၁ရက်တတ်ထုတူ၁ရက်၄ရက်အဲအဖွဲ့စည်းတွေကလည်းအကုန်လုံးကနဦးစုကြီးအဖွဲ့တွေကလည်းရိုက်ရဲအချိန်မှာစစ်လို့ရတယ်။ဒီတော့မှာဟိုနေမှာဖြစ်အောင်လို့ရောတဲ့ရောတဲ့တို့ဈေးနှုန်းတို့အဲ့ဒါတွေမှာမှာကြံမှာဖြစ်အောင်လို့တောင်းအဝယ်သွားတဲ့လူကမကျေနပ်လို့ရှိရင်အဲအဲ့ဒီမိတူနဲ့ဆက်ထားတယ်တိုင်းလို့ရတယ် အဲ့ဒီဘောက်ချကိုစိုင်းတွင်အနေနဲ့တအုပ်ကို15500ကျပ်နဲ့တက်ဆိုင်ရာနေရာတွေမှာပြန်လည်ဝယ်ယူရမှာဖြစ်ပြီးဘောက်ချမှာရွှေဆိုင်အမီရွှေရောင်းသူဝယ်သူအမီမှတ်ပုံတင်အမှတ်နေရက်လိပ်စာဖုန်းနံပါတ်အစတာတွေကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ဒါပြင်အခုတော့ဝယ်သူတွေဟာကိုယ်ဝယ်ယူတဲ့ပမာဏပေါ်ကနေ300ခိုင်နှုန်းကိုအခွန်အဖြစ်ပေးဆောင်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ကလောပြည်ရင်းရွှေစည်းကတော့ကမ္ဘာရွှေစည်းအတက်ကျန်းနေတာကြောင့်လိုက်ပါမြင့်တက်နေပြီးအောက်တိုဘာ18ရက်မနက်ပိုင်းမှာတော့အခောက်ရွှေတစ်ချပ်သားကိုကျပ်88သိန်းကျော်အထိရှိနေတယ်လို့ဈေးကွက်ထဲကနေစုံစမ်းသိရှိရပါတယ်။ဒါပြင်စစ်ကော်မရှင်ထိန်းချုပ်ခံထားရတဲ့ WGEA ရဲ့ဒီနေ့မနက်ပိုင်းသတ်မှတ်ဈေးဟာလည်းအရင်ရက်တွေအတိုင်းမတက်သေးဘဲ56သိန်း6000ကျပ်သားဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်။ရွှေစင်းနှုတ်တင်ငင်မှုအတွက်ရွှေဆိုင်တွေအနေနဲ့နေ့စဉ်ရွှေဆိုင်ဖွင့်လှစ်ဖို့တတ်မှတ်စင်းနှုတ်နဲ့ရောင်းချဖို့ လိုအပ်တဲ့လိုင်စင်တွေကိုလည်းရှောက်ထားကြဖို့ဝိုင်းကြီး EA ကအသိပေးထားပေမဲ့လည်းမြေပြင်မှာတော့ဈေးနှုန်းတွေကနေ့စဉ်အတက်ဖက်ကူသာပြနေတာကိုတွေ့ရပါဗျာ။